အောက်ချိုင်မုတ်တိုက်အသက်လေးကတော့80ရာခိုင်နှုန်းလောက်တော့ပြီးစီးသွားပါပြီဆိုတော့ဒီနေ့မှလည်းဆိုလာတက်တဲ့ဟာလေးတွေအဆင်ပြေမပြေလာကြည့်ရတယ်ပေါ့နော်အဲဆိုတော့ဒီမုတ်လုပ်ငန်းလုပ်တဲ့အခါမှလေအရန်ကြီးလွယ်ကူမနေဘူးဘာလို့လဲဆိုတော့ငွေကုန်ကြေးကျလည်းအရန်များတယ် pressure လည်းအရန်များတယ်စိတ်ပင်ပန်းတာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီမုတ်လုပ်ငန်းလုပ်တဲ့အခါကျတော့လေဒီစားသုံးသူတွေအတွက်တကယ်ကို quality အမှန်အရသာအမှန်ပြီးရင်တန်တန်ရှင်းရှင်းလေးလည်းပေးချင်တဲ့အခါကျတော့ပေါ့နော်အဲထပ်ပြီးတော့ထည့်ထပ်ပြီးတော့ပြင်ဆင်ဒီလိုတွေ လုပ်ရတဲ့ဟာတွေရှိတယ်ပေါ့နော်အခုလည်းဒီမုတ်တိုက်လေးမှာဘယ်လိုနေရာချရမလဲဆိုတဲ့အရာတွေကြည့်ခဲ့တယ်ဘယ်နေရာလေးမှာဘယ်လို setting ချပြီးတော့ပေါ့နော်ဒီ solar တက်ထားတဲ့ဟာနဲ့ချိတ်ဆက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေပေါ့နော်တေချာတွက်ချက်ပြီးတော့အဲလုပ်ရပါတယ် အရသာရှိတဲ့မုတ်တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ဒီကုံချမ်းပစ္စည်းထားတဲ့နေရာကအစာပေါ့နော်တေချာထိမ့်သိမ့်တက်မှမုတ်ကလေးတွေ quality ထွက်လာဖို့အတွက်ဘယ်လိုမျိုးပြင်ဆင်ရမလဲဘယ်လိုအေးဟာဆိုလို့ရှိရင်ဘယ်လိုအေးနဲ့ထားရမလဲဆိုတဲ့ဟာတွေကလည်းအရင်အေးကြီးတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဟာလေးတွေကိုကိုတက်နိုင်တဲ့လောက်ကလေးပေါ့နော်ဖြည်းဖြည်းချင်းပြင်ဆင်သွားတာဖြစ်ပါတယ် GS မုတ်ကလေးတွေကိုမြို့ထဲကုံတဲကြီးလမ်းဆိုင်မှာလေးအားပေးလို့ရတယ်လို့အောက်ချိုင်းမှာအားပေးခြင်းတဲ့သူတွေအတွက်အရင်မုတ်ဆိုင်အဟောင်းရဲ့ရှိတဲ့တဲ့ကိုလာပြီးတော့တံတားအကျော်ပထမဆုံ တွေ့တဲ့လမ်းရဲ့ဘေဘက်ချမ်းကိုဝင်၅ချမ်းမြောက်မှာညီမတို့ဒီမုတ်တိုက်အစ်စ်လေးရှိပါတယ်ရှင်။ဆုံးထိကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲတက်တာပါ။